အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ပြန်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျာစကိုင်းမြို့နယ်ကန့်တလူရွာအနီးတွင် စစ်တေးကောက်ရံလာသောစစ်ကောင်စီကားတစ်စင်းကိုတိုက်ခိုက်မှုမှာစစ်သား၃ဦးသေဆုံးကြောင်းသိရပါတယ်။စကိုင်းတိုင်းစကိုင်းမြို့နယ်ကန့်လူရွာအနီးတွင်စစ်တေးကောက်ရံလာသောစစ်ကောင်စီကားတစ်စင်းကိုတိုက်ခိုက်မှုမှာစစ်သား၃ဦးသေဆုံးပြီးကားတစ်စီးပျက်စီးခဲ့ကြောင်း Generation Z Power ဂျီဇက်ပီမှတာဝန်ရှိသူတူကပြောပါတယ်။မေလ9ရက်နေ့နာနဲ့8:30မိနစ်အချိန်စကိုင်းမြို့နယ်ကန့်တလူရွာအနီးတွင်စစ်တေးကောက်ရံထွက်လာသည့်စစ်သားပြူစောထီများလိုက်ပါလာသည့်ကားတစ်စင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာအပြန်အလှန်ပြစ်ခတ်တိုက်ပွဲမိနစ်20ခန့်ကြာမြင့်ခဲ့ကြောင်းသိရပါတယ်။ယင်းတိုက်ခိုက်မှုအတွင်စစ်သားပြူစောတီများလိုက်ပါလာသည့်ကားကိုဖျက်ဆီးနိုင်ခဲ့ကာကားပေါ်ပါစစ်သားပြူစောတီ၃ဦးသေဆုံးကာတဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလမ်းပေါ်ရှိခြိသွားပြည်သူများထိခိုက်မှုမရှိစေရန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းအသိပေးထားပါတယ်။မတ်တူကားနဲ့ကင်းပတ်လာတာကားပေါ်မှာ၄ဦးပါတယ်။ကန့်လူနာကလမ်းပေါ်မှာဆိုတော့ပြည်သူကားတွေရောရှိနေတာ။ အဲ့ဒီဖြူကားကိုပဲထိထိမိမိချိန်မုံနိုင်ခဲ့တာပါကားပေါ်မှာတနတ်တိမှန်ပြီးထွက်ပြေးလို့လိုက်သေးတယ်ပြီးသူတွေရောပြီးတော့လမ်းပေါ်မှာကြီးလဲဖြစ်နေတော့ဆက်မလိုက်ပဲပြန်ဆုတ်ခဲလိုက်တာလက်နက်တွေတော့မရလိုက်ဘူးအတော်လှမ်းလှမ်းတနေရာရောက်မှာ၃ယောက်သေးပြီးတယောက်ကလက်ဒဏ်ရာနဲ့ထွက်ပြေးတာအလောင်းနဲ့ကားကတော့တက်မ33ကနေလာသေးသွားပါပြီဟု Generation Z Power ကြည်ဆက်ပြီးမှတာဝန်ရှိသူကပြောပါတယ်။အဆိုပါတိုက်ခိုက်မှုကို Generation Z Power ကြည်ဆက်ပြီးမှလေပြည်သူ့ကာကွယ်ရေးမြို့ပြပျောက်ကြားတပ်ဖွဲ့နဲ့မာမိတ်တပ်ဖွဲ့ဖြစ်သောတော်ဝင်2 BLDF BRELDF နဲ့ယတိပါကဖားတို့ပူးပေါင်းကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထူးအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။စစ်ကောင်စီအတွက်သွားစရာလမ်းမရှိတော့ပါဘူး။ဒါကြောင့်မို့စစ်ကောင်စီတပ်သားရဲပြူတွေနဲ့စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့ နိဆိုင်ရဒေါ်လာရဲ့တက်ဖွဲ့ရေးစီမှာအမြန်ဆုံးအလင်းဝင်ကြဖို့တိုက်တွန်းရင်းအတိပေးကြပါတယ်ဟု Generation Z Power ဂျီဆက်ပီမှတာဝန်ရှိသူကပြောပါတယ်။ AA နဲ့ဆက်ဆံရေးပေါ်စစ်ကောင်စီကန့်ကွက်မှုဘင်္ဂလားဒေ့ရှ်အစိုးရအမျိုးသားလုံခြုံရေးကြံပေးကပယ်ချလိုက်ကြောင်းသိရပါတယ်။ Arakat AA နဲ့ဆက်သွယ်ဆောင်ရွက်နေသည့်ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအနာဒိစကောင်စီကကန့်ကွက်မှုအပေါ်ဘင်္ဂလားဒေ့ရှ်နိုင်ငံကပြန်လည်ခြေပလိုက်ကြောင်းဘင်္ဂလားဒေ့ရှ်နိုင်ငံမီဒီယာများကဖော်ပြထားပါတယ်။နိုင်ငံ၏အကျိုးစီးပွားကိုကာကွယ်မြင့်တင်ရလိုအပ်ကြောင်းယူဆလျင် မီဒီယာဖွဲ့နဲ့မဆိုချိတ်ဆက်ဆောင်ရွက်သွားမည်ဟုဘင်္ဂလားဒေ့ရှ်အမျိုးသားလုံခြုံရေးအကြံပေးခါလီယာမန်ကမေလ6ရက်နေ့တွင်သတင်းထောက်များအားပြောလိုက်ပါတယ်။ဘင်္ဂလားဒေ့ရှ်ရှိလက်ရှိကြားဖြတ်အစိုးရအဖွဲ့သည်နေဆက်ဒေသများတွင်အာရခတ်တပ်တော် AA နဲ့ထိတွေ့ဆက်ဆံမှုများကိုအာနာသိန်းစစ်ကောင်စီကကန့်ကွက်ထားကြောင်းသိရပါတယ်။ဘင်္ဂလားဒေ့ရှ်အမျိုးသားလုံခြုံရေးအကြံပေးကတခုစဉ်းစားရမှာကကျွန်တော်တို့နဲ့နေဆက်ဖြတ်တော်ထိန်းချုပ်မှုဟာ AA လက်ထက်မှာရှိနေပါတယ်။ င်္ဂလားဒေ့ရှ်နဲ့နယ်နိမိတ်အချုပ်အခြာပိုင်းတွေကိုစီမံခန့်ခွဲကာကွယ်ရမှာဖြစ်ပြီးဒါဟာနယ်စပ်ဖြတ်ကျော်ပြဿနာဖြစ်လို့နယ်မြေထိန်းချုပ်သားသူနဲ့အဆက်အသွယ်လုပ်ရမယ်ဟုပြောပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်နယ်စပ်ဖြတ်ကျော်ပြဿနာများကိုအာရခတတ်တော် AA နဲ့ဆက်သွယ်ဆောင်ရွက်နေသလိုမွတ်စလင်ဒုက္ခသည်များအားပြန်ပို့နိုင်ရေးအတွက်လည်းစစ်ကောင်စီနဲ့ပါအာရခတတ်တော်နဲ့ပါနှစ်ဖွဲ့စလုံးကိုဆက်သွယ်ဆောင်ရွက်နေပါတယ်။သို့တော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်အာရခတ်တပ်တော် AA ကိုတင်ဝင်အတိမတ်ပြုဆက်ဆံခြင်းမရှိသေးသောကြောင့်နေဆက်ဖြစ်ကျော်ပြဿနာများကိုသာထိတွေ့ဆက်ဆံနေခြင်းသာဖြစ်ကြောင်းသိရပါသည်။မေအောင်လရုရှားရောက်ရှိခြင်းယူကရိန်းကရုရှားနိုင်ငံမော်စကိုမြို့ကိုတာဝိဖြစ် drone များဖြင့်တားတရနေအဖြစ်ဆက်လက်တိုက်ခိုက်ကြောင်းမော်စကိုလီစိတ်တွင်လေကြောင်းကင်းစင်140ကျော်ဖျက်သိမ်းရွှေ့ဆိုင်ကြောင်းသိရပါသည်။အချမ်းမဲ့စစ်ကောင်းဆောင်မေအောင်လရုရှားနိုင်ငံသို့ရောက်ရှိနေခြင်းယူကရိန်းကရုရှားနိုင်ငံမော်စကိုမြို့သို့တာဝိဖြစ် drone များဖြင့် တတိယနေ့အဖြစ်ဆက်လက်တိုက်ခိုက်လိုက်ပြီးရုရှားနိုင်ငံကလေကြောင်းခီးစဉ်140ကျော်ဖြတ်သိမ်းရွှေ့ဆိုင်လိုက်ရကြောင်း AP သတင်းတရအရသိရှိရပါတယ်ရုရှားစံတော်ချိန်မေလ9ရက်နေ့နံနက်ပိုင်းတွင်ညနေပိုင်းတို့တွင်ယူကရိန်းကရုရှားနိုင်ငံမော်စကိုမြို့သို့တဝဲပစ်ဒရုန်းများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပြီးအကြမ်းဖက်စစ်ကောင်းဆောင်မရောက်နိုင်ကရုရှားစံတော်ချိန်မေလ9ရက်နေ့ညနေ4နာရီတွင်ရုရှားနိုင်ငံမော်စကိုမြို့သို့ဆက်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။ယူကရိန်းကဒရုန်းများဖြင့်ရုရှားနိုင်ငံမော်စကိုမြို့သို့တိုက်ခိုက်မှုမှာ တောက်တရနေ့တိုက်ခိုက်မှုဖြစ်ပြီးရုရှားကရင်းပြင်းဒီအောင်ပွဲနေ့စေးပြခါနာအတွက်ပြင်းစင်နေချိန်တွင်ယူကရိန်းတိုက်ခိုက်မှုကြောင့်မော်စကိုမြို့ရှိအဓိကလေဆိပ်များတွင်လေကြောင်းကြီးစင်များဖြတ်သိမ်းခြင်းရွှေ့ဆိုင်ခြင်းများလုပ်ဆောင်ခဲ့ရကြောင်းသိရပါတယ်ယူကရိန်းတိုက်ခိုက်မှုကြောင့်ရုရှားလေကြောင်းလိုင်း Aeroflot ကမေလ9ရက်နေ့နံနက်ပိုင်းမော်စကိုသို့အသွားပြန်လေယာဉ်ကြီးစင်ပေါင်း100ကျော်ကိုဖြတ်သိမ်းခဲ့ပြီးလေကြောင်းကြီးစင်140ကျော်မှာနှောင့်နှေးခဲ့ရကြောင်းသိရပါတယ်ရုရှားနိုင်ငံ၏ မော်စကိုမြို့တော်ဝန်ကမေလ9ရက်နေ့နံနက်ပိုင်းတွင်ယူကရိန်း၏ drone ကိုးစင်းဖြင့်တိုက်ခတ်မှုကိုတားဆီးနိုင်ခဲ့ကြောင်းမေလ9ရက်နေ့ညနေပိုင်းတွင်ယူကရိန်း၏တိုက်ခတ်ရေး drone 15စင်းကိုခြေမုံခဲ့ရကြောင်းပြောပါရယ်ယူကရိန်း၏ drone များဖြင့်မော်စကိုမြို့ကိုတိုက်ခတ်မှုများသည့်မေလ9ရက်နေ့ရုရှား၏280ပြည့်ယင်းပြည်နီနှစ်ပတ်လည်အခမ်းအနားပြင်ဆင်မှုများကိုနှောက်ယှက်ရန်ရည်ရွယ်ထားပုံရသည်ဟုသတင်းများကဆိုပါရယ်ယူကရိန်း၏ drone တိုက်ခတ်မှုကြောင်း ယူကရိန်းစစ်ပွဲတွင်အခြေအနေကောင်းမွန်နေပြီဟုရုရှားသမ္မတပူတင်သတင်းပေးမှုကိုလက်ခံထားသောရုရှားနိုင်ငံသားများကိုတုံ့နှုတ်စေခဲ့ကြောင်းရုရှားသို့လာရောက်မိနိုင်ငံတကာကောင်းဆောင်များကြားရုရှားနိုင်ငံအတွက်အရှက်ရစေနိုင်ကြောင်းသတင်းများကဆက်လက်ကြီးသားထားပါသည်မီလာကိုရနေရင်းပြင်းကြီးချစ်တပ်ပွဲအတွက်ရုရှားကလုံခြုံရေးတင်းကျပ်ထားပြီးတရုတ်သမရဘရာဇီးလ်သမရနဲ့နိုင်ငံပေါင်း20ကျော်မှခေါင်းဆောင်များလာရောက်ကြပြီဖြစ်ကြောင်းသိရပါဗျ။ယူကရိန်းသမရမီလာကိုရနေရုရှားရင်းပြင်းကြီး နှစ်80ပြည့်ချီတဲ့ပွဲသို့တက်ရောက်နိုင်ကြသူများ၏လုံခြုံရေးကိုတောင်းမပြနိုင်ကြအောင်ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ရုရှားနိုင်ငံကမော်စကိုတွင်ကျင်းပမည့်ရင်းပြည်နယ်နှစ်80ပြည့်အောင်ပွဲခါနာနှင့်တိုက်ဆိုင်စွာတစ်ဖက်သက်82နှစ်ကြာအပြစ်ခတ်ရစဲရန်စီစဉ်ထားကြောင်းလည်းသိရပါတယ်။ TNLA သိမ်းပိုက်ထားသောနောင်ဂျိုကြောင့်မဲဒီဘောမိုးကုံနဲ့မိုးမိတ်မြုံနယ်များမှာထွက်ပြေးလာရသော အုတ်ချုပ်ရေးနဲ့ဌာနဆိုင်ရာဝန်ထမ်းများကိုစစ်ကောင်စီကယာယီရုံးများဖွင့်လှစ်ပေးလိုက်ပြီးရန်ရာဆက်လက်လေပိုက်ခိုင်းကာ တိမ့်ပိုက်ခံရသောမြို့နယ်များသို့အချိန်မရွေးပြန်လည်အုပ်ချုပ်နိုင်ရန်အသင့်ပြင်ခိုင်းကြောင်းသိရပါသည်။တဆယ်နှစ်ဆက်ကုန်စစ်စင်ရေးဖြင့်တောင်း TNL ကတိမ့်ပိုက်ထားသောနောင်ချိုကြောင်မဲတီဘောမိုးကုံနှင့်မိုးမေမြို့နယ်များမှထွက်ပြေးတိမ်းရှောင်ခဲ့ရသောအုပ်ချုပ်ရေးနှင့်ဌာနဆိုင်ရာဝန်ထမ်းများကိုစစ်ကောင်စီကပြန်လည်စုစည်းခေါ်ယူနေပြီးမြို့နယ်များသို့ပြန်လည်ဝင်ရောက်အုပ်ချုပ်စီမံနိုင်ရန်ပြင်ဆင်ထားရန်ထပ်မံညွှန်ကြားလာကြောင်းနေပြည်တော်စစ်ပဒတင်ရင်းမြစ်ကပြောဆိုပါသည် ဧပြီလအတွင်းတရုတ်နိုင်ငံကကုမင်းမြို့တွင်ပြုလုပ်ခဲ့သောစစ်ကောင်စီနှင့် TNL ကြားဆွေးနွေးပွဲတွင် TNL ကတိမ့်မိုက်ထားသောမြို့နယ်များကိုပြန်ပေးရန်စစ်ကောင်စီကတောင်းဆိုမှုမအောင်မြင်ခဲ့တော့လဲစစ်ကောင်စီကထပ်မံ၍ထွက်ပြေးတင်းရှောင်နေခဲ့ရသောအုပ်ချုပ်ရေးနှင့်ဌာနဆိုင်ရာဝန်ထမ်းများတရင်ပို့ကြရန်သက်ဆိုင်ရာမြို့နယ်များသို့ပြန်လည်ဝင်ရောက်စီမံအုပ်ချုပ်နိုင်ရေးအတွက်ကြိုတင်ပြင်ဆင်ထားကြရန်ယခုလမေလအတွင်းထပ်မံညွှန်ကြားလာခြင်းဖြစ်ကြောင်းသိရပါသည် DNL သိမ်းပိုက်ထားတဲ့မြို့နယ်အတွင်းကနေတိတ်ဆောင်လာရတဲ့အုပ်ချုပ်ရေးနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေကိုသတင်းပေးပို့ကြဖို့နဲ့ယခုယာယီရုံးတွေမှာပုံမှန်အတိုင်းရုံးပြန်တက်ကြဖို့ညွှန်ကြားပါတယ်။ဥပမာဆိုရင်မုတ်ကုတ်မြို့အတွက်ထွေအုပ်လာဝကနဲ့ဌာနဆိုင်ရာယာယီရုံးတွေကိုမလေးမှာထပ်ပြီးတိုးချဲ့ဖွင့်ထားတာရှိတယ်။အဲ့ဒီယာယီရုံးတွေမှာမုတ်ကုတ်နဲ့ဆက်ဆက်တဲ့ဌာနဆိုင်ရာတွေအုပ်ချုပ်ရေးလုပ်ငန်းတွေကိုပုံမှန်အတိုင်းလဲပခိုင်းထားတယ်။မလာသေးတဲ့ဝန်ထမ်းတွေလည်းရှိသေးတော့ဒီမီလာထဲမှာယာယီရုံးတွေမှာရုံးလာတက်ကြဖို့ထပ်ခေါ်တာ။ ။သဘောတရားကတော့တိမ့်ပိုက်ခံရတဲ့မြို့နယ်တွေပြန်ရတဲ့အခါမှာအုတ်ချုပ်ရေးနဲ့ဌာနဆိုင်ရာအသင့်စားထိုးနိုင်ဖို့ဆိုတာပါတယ်ဟုနေပြည်တော်စစ်ဘက်သတင်းဌာနကပြောကြားပါတယ်။ DNL ကတိမ့်ပိုက်ထားသောမြို့နယ်များပြန်လည်မပေးနိုင်ကြောင်းတရားဝင်ထုတ်ပေါ်ပြောဆိုထားသည့်ကြားမှာစစ်ကောင်စီကတိမ့်ပိုက်ခံမြို့နယ်များ၏အုတ်ချုပ်ရေးနဲ့ဌာနဆိုင်ရာလုပ်ငန်းများပြန်လည်လဲပတ်ခိုင်းနေခြင်းဖြစ်ကြောင်းလည်းသိရပါတယ်။ဖြစ်နိုင်တာကလာချိုရပြောပြီးတဲ့နောက်မှာတရုတ်နိုင်ငံရဲ့ပြင်းထန်တဲ့ဖိအားနဲ့ဂျန်နဲ့မြုပ်နယ်တွေလည်းမဖြစ်မနေပြန်ရမယ်လို့ယုံကြည်တွက်ဆထားတယ်လို့ယူဆရပါတယ်။ဒါကြောင့် တိမ်ပိုက်ခံထားရတဲ့မြို့နယ်တွေရဲ့အုပ်ချုပ်ရေးနဲ့ဌာနဆိုင်ရာလုပ်ငန်းတွေကိုလေပိုက်ခိုင်းတာလို့ယူဆရတယ်ဟုနေပြည်တော်စစ်ဘက်တရင်ရင်းမြစ်ကဆက်လက်ရှင်းပြပါတယ်။မေလ၄ရက်နေ့တွင်ပြုလုပ်ခဲ့သောတရင်စာရှင်းလင်းပွဲတွင် TNL ကတိမ်ပိုက်ထားသောမြို့နယ်များကိုစစ်ကောင်စီထံသို့ပြန်လည်ပေးရန်တရုတ်နိုင်ငံ၏ဖိအားများရှိနေတော်လဲပြန်ပေးမည်မဟုတ်ကြောင်း TNL ၏အတွဲဘက်တွင်ရင်မှုအထွေထွေတွင်ရင်မှုနှစ်ကပြောကြားပါတယ်။စစ်ကောင်စီနှင့် TNL ကြားဆွေးနွေးပွဲများကိုလာမည့်ဩဂတ်လတွင်ပြန်လည်စတင်ရန်သဘောတူညီထားကြောင်း TNL ကတရားဝင်တွင်ထုတ်ပြန်ထားပါတယ်။